မင်္ဂလာပါရှင်စက်တင်ဘာလ28ရက်တနင်္ဂနွေနေ့ရန်ကုန်ထုတ်ပြန်သတင်းစုံလင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့တာဂီတာမြို့နယ်စာဘက်ရှိမြင့်တေးလှူရှားမှုပွဲတော်ကျင်းပရန်ပြင်ဆင်နေမှုများလူမှုရေးရာဝန်ကြီးကြီးစုစစ်ဆေးတဲ့သတင်းဖြစ်ပါတယ်။တာဂီတာမြို့နယ် ခုနှစ်အနောက်ရက်ကွယ်ခုနှစ်ဇေလန်ရှိအမတ်နှစ်ခြေကံပညာစက်မှုစာပြုဝိမှုရေးအထက်တန်းကျောင်းတွင်ကျောင်းစာကြီးတဲ့များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိမြင့်တရေးလှူရှားမှုပွဲတော်ကျင်းပရန်ပြင်ဆင်နေမှုများအားရန်ကုန်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးထေအောင်၏အဖွဲ့မှစက်တင်ဘာ26ရက်နေ့နဲ့17နာရီကရောက်ရှိကပြပွဲပြကန်းများဂိမ်းကစားပြိုင်ပွဲကျင်းပမည်နေရာညာနာပြိုင်ပွဲများကျင်းပမည်အခန်းများကျောင်းသားကျောင်းသူများနားနေဆောင်များရှောက်လန်းများကိုကြည့်ရှုစစ်ဆေးပြီးတုံးတက်ဆောင်အဆောက်အဦရှိမြင်နေရအားမြင်ညီခြင်း မြေဖူးခြင်းလုပ်ငန်းများဆောင်ရွက်ရန်နှင့်ပွဲတော်ကြီးအောင်မြင်စွာကျင်းပနိုင်ရေးလိုအပ်သည်များမှာကြားကြောင်းသိရှိရပါသည်။တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးနှင့်အတူဗုဒ္ဓထောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးအောင်လွင်တာကိတားမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကျော်သူနှင့်အဖွဲ့ဝင်များဌာနဆိုင်ရာတာဝန်ရှိသူများကျောင်းဆရာကြီးနှင့်ဆရာဆရာမများကလိုက်ပါဆောင်ရွက်ကြကြောင်းသိရှိရပါသည်ရှင်။ဒီသတင်းကိုတော့ဤရွှေစင်လက်ကပေးပို့လာတာပါ။ ဆက်လက်တင်ဆက်ပေးမှာကတော့အဆိုကရေးကြီးပြိုင်ပွဲဘို့အဆင့်သို့ဝင်ရောက်ရှင်ပြိုင်မဲ့ရန်ကုန်တိုင်းဒေသကြီးကိုစားပြုចောင်းသားចောင်းသူများကိုအာဟာရပြည့်စားတော့ဖွယ်ရများလှူဒန်းနေတဲ့ရင်ဖြစ်ပါတယ်26ကြိမ်မြောက်မြမယူရရင်ကျေးမှုအစုကရည်တီပြိုင်ပွဲဘ ഹു အစင်သူရန်ကုန်တိုင်းဒေသကြီးကုစားပြုဝင်ရောက်ရှင်ပြိုင်မြေចောင်းသားចောင်းသူလူငယ်များသည်ရန်ကုန်မြို့အမှတ်၈အခြေခံပညာအထက်တန်းចောင်းကမာရွတ်တွင်စကန်သွင်းနေခြင်းလျက်ရှိရာစက်တင်ဘာ18ရက်မိုးလွယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအာကစားနေလူငယ်ရေးရအထောက်အကူပြုလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ3ဦးထေလင်းဦးဆောင်ပြီးစာပေရင်ကျေးမှုအမှုပညာပြည်သူနေတီနေနိုင်ငံသားကောင်ဖြစ်မှုကော်မတီနှင့်လူငယ်ရေးရကော်မတီတို့မှအာဟာရပြည့်စားသောက်ဝယ်ရာများတွားရောက်လူရန်ကြောင်းသိရပါဗျ။အဲ့ဒီနောက်အကြောင်းသားကျောင်းသူလူငယ်များလေ့ကျင့်နေမှုများကိုကြည့်ရှုအားပေးကြပါဗျ။ရှောက်ကုန်တိုင်းဒေသကြီးအနေဖြင့်25ကြိမ်မြောက်မြမယူရရင်ကြီးမှုအစိုးရရည်ကြီးပြိုင်ပွဲ ဘဟုအဆင့်တွင်တကွန်ဆိုင်စုရရှိခဲ့ပြီးယခုနှစ်26ဒိန်မြောက်တွင်လည်းအောင်မြင်မှုများဆက်လက်ရရှိအောင်လေ့ကျင့်နေမှုများကိုနေ့ချင်းဆောင်ရွက်နေကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့အောင်မြင်ကပေးပို့လာတာပါ။ထက်မှတ်တင်ဆက်ပေးမှာကတော့သုံးခွမြွနယ်တွင်ကမ္ဘာခွေယောဂါကာကွယ်တပ်ဖြည့်နေ့အချိန်မှအသိပညာပေးဟောပြောတဲ့သတင်းဖြစ်ပါတယ်။2025ခုနှစ်စက်တင်ဘာ28ရက်နေ့တွင်ကြာအောင်မေ19ချိန်မြောက်ကမ္ဘာခွေယောဂါကာကွယ်တပ်ဖြည့်ရေးနေ့အထိမ်းမှအသိပညာပေးဟောပြောပွဲကို တုံကမြို့နယ်မြို့မအခြေခံပညာထက်တန်းကျောင်းတွင်စက်တင်ဘာ26ရက်မွန်လွဲ2နာရီကကျင်းပကြောင်းသိရပါဗျ။ဟောပြောပွဲတွင်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဦးစီးမှုဒေါက်တာကျော်ကိုကိုခိုင်ကခွေးပြံယောဂနှင့်ပတ်သက်သောအကြောင်းအရာများကိုဟောပြောပြီးခွေးပြံယောဂကျွတင်ကာကိုရေးအသိပညာပေးလက္ခဏာစာဆောင်များဖြန့်ဝေကြောင်းသိရှိရပါရှင်။ဒီသတင်းကိုတော့စီတူလင်းကပေးပို့လာတာပါ။ထမန်တင်ဆက်ပြီးမှာကတော့တန်လင်းမြို့နယ်ကြောက်ရွံ့အခြေခံပညာအထက်တန်းကျောင်းတွင်အာဟာရကျွေးမှုရဲ့တရင်ဖြစ်ပါတယ်။ တန်လင်းခရိုင်တန်လင်းမြို့နယ်တွင်ကျောင်းသားကျောင်းသူများအားအာဟာရကြုံမိခြင်းကိုစက်တင်ဘာ26ရက်မွန်လွယ်ပိုင်းကကျောင်းရည်တွင်အခြေခံပညာအထက်တန်းကျောင်းမှဆောင်ရွက်ကြောင်းသိရပါသည်။အာဟာရကြုံမိရာတွင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဒေါက်တာဆန်လင်းနှင့်ကျန်းမာရေးဝန်ထမ်းများဆရာဆရာမများပူးပေါင်း၍ကျောင်းသားကျောင်းသူများအားတွားနေကြတွင်တန်ရှင်လုပ်ငန်းများလက်တွေ့ဆောင်ရွက်ပေးကာအာဟာရဖြစ်စေမည့်အစားအစာများအားကြုံမိကြောင်းသိရှိရပါသည်ရှင်။ဒီသတင်းကိုတော့ဖြူတီဟာကပြပူလာတာပါ။ နောက်ဆုံးတင်ဆက်ပေးမှာကတော့လေကူးမြို့နယ်တွင်62နှစ်မြောက်မြန်မာနိုင်ငံရေးတပ်ဖွဲ့ဤကိုကျူးကျူးကုန်ပြုတော်အဖြစ်ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်တဲ့တွင်ဖြစ်ပါတယ်။ရှမ်းကုန်းတိုင်းဒေသကြီးလေကူးခရိုင်တွင်62နှစ်မြောက်မြန်မာနိုင်ငံရေးတပ်ဖွဲ့ဤကိုကျူးကျူးကုန်ပြုတော်အဖြစ်လေကူးခရိုင်ရေးတပ်ဖွဲ့မှဒုတိယရေးမှူးကြီးညညီထေဦးစီပြီးရေးတပ်ဖွဲ့ဝင်များကစက်တင်ဘာ29ရက်နေ့နံနက်ပိုင်းတွင်လေကူးမြို့သာသနာရေးသားရက်ွက်ရှိအခြေခံပညာမူလတန်းလွန်ကြားမှာပြည်သူ့အကျိုးပြုစုပေါင်းတန်ရှင်ရေးဆောင်ရွက်ကြကြောင်းသိရှိရပါသည် အဲ့ဒီနောက်ခရိုင်ရဲတပ်ဖွဲ့မှုကအလူငယ်နှစ်သိန်းချအားပေးရာကျောင်းဆရာမကြီးကလက်ခံကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့အေးအေးနွေးကပြပူလာတာပါ